မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာသတိဒီလက်ကိနံပါမြန်မာ channel လေးရနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ကဲမိတ်ဆွေအားလုံးတွေဒီ2025ခုနှစ်နှစ်မကုန်ခင်နှစ်မကုန်ခင်5ချိန်ပဲကျန်တော့တယ်เนาะအဲ့ဒီ5ချိန်မှာမွေးထိုးရမယ်မွေးကနန်းလေး5ခွက်ကိုကျွန်တော်ပြန်တင်ပေးပါမယ်ဗျာเนาะ မားကြိမ်မဲ့ကြံတော့တာမမွေကနန်းလည်း၅ခွက်ကျွန်တော်ထုတ်ထားတာရှိပါတယ်ကျွန်တော်16ကြိမ်လုံးကတော့တခါတင်ငယ်ပူးပါတယ်နော်အဲ့ကနန်းလေးတွေကိုကျွန်တော်ပြန်တင်ပေးပါမယ်နော်ကဲဆက်လိုက်အောင်ဆိုတော့ ခု20ကြိမ်မှာစပြီးတော့ဒီ9ကွက်ကိုမလွတ်အောင်ထိုးအောင်နော်ကဲဟုတ်ပြီသူကဒီလိုဗျ14ကြိမ်15ကြိမ်16ကြိမ်နော်အဲ့ဒီ3ကြိမ်ကနေကစားထားတဲ့ခဏမှာအဲ့တော့22ခုနှစ်ကစတယ်နော်22ခုနှစ်မှာ9 6 4ရဲ့9 8 3ရဲ့3 3နှစ်ကဲဟုတ်ပြီနော် ဒီလိုပေါင်းမယ်9 93ပေါင်းတော့3 9 83ပေါင်းတော့3ည432ပေါင်းတော့9 33 9ဟုတ်ပြီနော်ဒီကနေ့လေးမှတ်ထားပါတစ်ဆက်သေးပြပြလိုက်မယ်ဗျာနော်အဲနောက်တစ်ခါနောက်တစ်နှစ်ကိုပြောင်းသွားမယ်တဒန်းနဲ့ပဲနော် 4ပေါင်းတော့8ဟုတ်ပါဘူး9ပြောတာ sorry 4ပေါင်းတော့9နောက်တကား9 8ပေါင်းတော့3 3 28ပေါင်းတော့3 5 3ည3ဟုတ်ပြီနော်မိတ်ဆွေများဒီကနေ့လေးမှတ်ထားပါဟုတ်ပြီ နောက်ဒီတစ်နှစ်ကိုပြောင်းမယ်တန်းနဲ့ပဲเนาะ3986ပေါင်းတော့4 463ပေါင်းတော့3 106ပေါင်းတော့4 436เนาะဟုတ်ပြီအဲ့ဒီကဏ္ဍလေးမှတ်ထားပါနောက်ဒီနှစ်ထဲမှာ683ပေါင်းတော့9ဟုတ်ပြီเนาะ 6 5ပေါင်းတော့6နောက်တစ်ခါ2 5 6ပေါင်းတော့3 5 6 3ဟုတ်ပြီเนาะမိတ်ဆွေတို့ဒီကနန်းလေးတွေเนาะဒီအောက်မှာကျွန်တော်ရေးထားတယ်339 539 3 439 4 963ဟုတ်ပြီเนาะဟုတ်ပြီအဲ့တော့ဒီ339ကစပြီးကြည့်လိုက်အောင်အဲ့ဒီ339ဆိုတဲ့ကနန်းဟာ သူ့ရဲ့အောက်မှာနော်အဲ့ဒီနှစ်ထဲမှာပဲ393ဆိုပြီးတော့ထွက်တယ်နော်မိတ်ဆွေတို့393ဆိုတာထွက်တယ်နော်အဲ့ဒီနှစ်ထဲမှာပဲထွက်ပြီးတော့ဒီ393ဟာနောက်နှစ်မှာလည်းအဲ့ကနေထွက်တယ်အဲဒီမှာအပေါ်နာမှာနော်693ဆိုပြီးတော့နော်693နော်ဟုတ်ပြီနော် ူအထောင်ဖြစ်တဲ့နှစ်ထဲမှာလည်းထွက်တယ်နောက်နှစ်မှာလည်းအကနေပြန်ထွက်ပြရတယ်နော်ဟုတ်ပြီနောက်တစ်ခုကြည့်မယ်933ဟောဒီ933ဟာအဲ့ဒီအထောင်ဖြစ်တဲ့နှစ်ထဲမှာဒီမှာ930ဆိုပြီးရှိတယ်နော်930နော်သူကတော့ဂျူထွက်ထားတဲ့သဘောကြီးပေါ့နော်တခါအဲ့ဒီကဏ္ဍဟာပဲသူ့နှစ်ထဲမှာလည်းထွက်တယ်နောက်နှစ်ကိုလည်း ဓမ္မ9တုံညာ3ဆိုပြီးထွက်ပေးပါတယ်နော်ဟုတ်ပြီနော်ဒီကနေ့မမကတ်နေတော့နော်ပြန်ထွက်ပေးတယ်နော်ဟုတ်ပြီနောက်တစ်ခါပြီးခဲ့တဲ့နှစ်ကဒီလိုပဲပေါင်းမယ်3ညာ86ပေါင်းတော့4 4 6 3ညပေါင်းတော့3ည1 6ပေါင်းတော့4 4 3ည4အဲ့ဒီကဏ္ဍဟာဒီမှာ3ည4 4ဆိုပြီးတော့ထွက်ထားပါရင်เนาะ သူ့နေထဲမှာထွက်ထားပြီနော်ဒီနေထဲမှာလာထွက်ရအောင်မယ်ပြသူကတကြိမ်နော်အဲ့ဒီတော့တုံညာလေးလေးဆိုတဲ့ကဏ္ဍဟာဒီတုံညာလေးလေးနဲ့တန်းတန်းမှာပဲလာထွက်မလို့လားတော့မသိဘူးပြနော်ငွေတော့ငွေတင်တာကျွန်တော်ဆိုနှစ်ဦးလေးကအဲ့ကဏ္ဍထိုးလာတာပဲလေနော်လာနိုးလာနိုးနဲ့လိုက်လာတာပေါ့ကြတုံညာလေးလေးဆိုတော့နော်ဟုတ်ပြီနောက်တစ်ခါဒီနှစ်ထဲမှာကဏ္ဍ ဒီဒီဒီ14 15 16ကိုပဲပေါင်းတာเนาะအဲ့ဒီအချိန်မှာဒီလိုပေါင်းတော့9 6 3အဲ့ဒီ9 6 3ဆိုတဲ့ခဏကလည်းဒီကျန်နေတဲ့အချိန်ထဲမှာထွက်ပြေးရအောင်မယ်ဗျဒီနှစ်ထဲမှာเนาะသူကထွက်ပြေးရအောင်မယ်เนาะကျွန်တော်တို့၅ချိန်ပဲကျန်တော့တာဗျာเนาะမွေးလေးတိတ်မမွေးရပါဘူး963เนาะ3ညာ44ရော963ဟာ မွေးပြီးထိုးတင်နေဗျာနော်ဒီကောင်ကနော်သူကဘာလို့ဆိုတော့အခုကတော့၄ချိန်မြောက်ဆိုတော့၄နှစ်မြောက်ဆိုတော့နှစ်ခုလုံးမလာတော့တစ်ခုကတော့လာနိုင်တဲ့သဘောရှိတယ်ကျွန်တော်အထင်ပေါ့လေနှစ်ခုလုံးလဲလာရင်လာမှာပါနော်သူစီကြောကတော့အဲ့တော့မိတ်ဆွေတို့အနေနဲ့အထိုင်လေးတွေကနန်းလေးတွေရတယ်ဆိုရင်ထိုးတင်နေဗျာနော်အဲ့တော့အကြိုက်တူရင်သုံးလို့ရပါတယ်ဗျာနော်၃ညာ၄လေးရေ963ရေနော် ဟုတ်ပြီနော်မိတ်ဆွေတို့အာတော့အာထိုးရမယ်ဗျ तू อ่ะနော်အာထိုးရမယ်နော်ဟုတ်ပြီနှစ်ကွက်ရသွားပြီကဲနောက်တစ်ခါနောက်တစ်ခါဒီကနေ့နေကျွန်တော်တင်ငယ်ဘူးတယ်နော်တင်ငယ်ဘူးတယ်နောက်တစ်ခါကကျွန်တော်ပြနေကြအထောင်လေးပါဗျာ ဩဒီမှာ85ခုနှစ်85ခုနှစ်ကဒီနောက်ပိတ်အထောင်လေးနော်ရှစ်ခွန်၅ခွန်ဆိုတဲ့အထောင်လေးနော်ရှစ်ခွန်၅ခွန်သူ့ရဲ့အပေါ်မှာနှစ်ကိုလေးအဲ့ဒီနှစ်ကိုလေးဟာသူ့ရဲ့နောက်ကို1 2 3 4အောက်တပင်ကြောင့်မှာ9214ဆိုတာရှိတယ်เนาะဒါလေးကသူကျွန်တော်ပြင်စတီလိုက်တာပါဗျเนาะ ဒီလိုရှိပါတယ်เนาะဟုတ်ပြီအဲဒီဘက်ကိုလည်းကြည့်အောင်အဲဒီဘက်မှာလည်းအဲ့လိုပဲရှင်းခွန်၅ခွန်နောက်ပိတ်ထောင်လေးเนาะအဲ့ဒီပုံမှာတင်၅ခုရှိတယ်အဲ့ဒီတင်၅ခုရဲ့နောက်ကိုတင်1 3 4အဲ့ဒီကနေပြီးအောက်ကိုတပင်ကျော်လိုက်ရင်ကိုတင်၅ဆိုတော့ရှိတယ်เนาะဟိုဘက်မှာကိုနှစ်လေးเนาะဒီမှာကိုတင်၅ ဲဒါဒါတော့ကျွန်တော်ပြင်အထောက်ကလေးပဲเนาะကျန်တဲ့ဟိုရှည်လျားတဲ့ဖရိတ်ကြီးတွေတော့ကျွန်တော်မလိုအပ်လို့မပြတော့ဘူးကွာနော်ကျွန်တော်ကမွေးကနန်းဖမ်းမှဖြစ်တယ်နော်ဟုတ်ပြီနော်ဒီမိတ်ဆွေများဒီအထောင်လေးအဲ့ဒီအထောင်လေးရကျွန်တော်တို့ကနှစ်နှစ်ကျော်ဖမ်းမှပါနော်ဒီဘက်မှာဘလူတွေလာထားတယ်ဆိုတော့ကျွန်တော်တို့ကြည့်ကြရအောင်ဟောဒီမှာရှစ်ခွန်ငါးခွန်အထောင်ရဲ့ကက်နေတဲ့နှစ် နော်ကပ်နေတဲ့ရှစ်နှစ်ထဲကအဲ့ဒီနှစ်ထဲမှာဖြစ်နေတဲ့ပြန်ကြာကနန်းနေဟုတ်ပြီနော်မိတ်ဆွေများဒီနှစ်ထဲမှာဒီအထောင်နဲ့ကပ်နေတဲ့နှစ်ထဲမှာရှိတဲ့ပြန်ကြာဖြစ်ထားတဲ့ကနန်းနေဟာသူ့ရဲ့တစ်နှစ်ကျော်နော်ဒီအထောင်ကနေဆိုနှစ်နှစ်ကျော်ဒီနှစ်ထဲကိုလှမ်းပို့တယ်ဗျာသူကဟုတ်ပြီစစ်ကြည့်လိုက်အောင်ဒီအထောင်ရဲ့ကပ်ရဲ့ဒီရှစ်နှစ်ထဲမှာဘယ်လိုကနန်းနေဟာ ြန်ရဖြစ်နေတယ်လဲဆိုတော့ကြည့်လိုက်အောင်နော်693ဟုတ်ပြီနော်ဒီနော်693ဟာအဲ309နော်ပြန်ကြနော်အဲ့ဒီနေ့တဲမှာနောက်တစ်ခါ163 163ဟာဟောဒီအောက်မှာပါနော်အဲ163နော်ပြန်ကြဖြစ်တာရဲ့နှစ်ခုရှိသွားပြီနော်နောက်တစ်ခါ96 96ကလည်းအောင်လာလိမ့်မှာဗျာ အဲဒီမှာ269ဆိုပြီးတော့နော်အဲဒီမှာ269ဆိုပြီးတော့နော်ပြန်ကြဖြစ်ထားတယ်နော်အဲ့တော့ပြန်ကြ3ခွက်ဖြစ်ထားတယ်3ချိန်ဖြစ်ထားတယ်ပေါ့ဗျာအဲ့ဒီနှစ်ထဲမှာအဲ့ဒီ3ချိန်နဲ့ तू ကနှစ်ကဏ္ဍနေကိုဒီ तू ပြန်ကြဖြစ်ထားတဲ့နှစ်ရဲ့တစ်နှစ်ကျော်ဒီအထောင်ကနေဆိုရင်နှစ်နှစ်ကျော်အဲ့ဒီပြန်ညက်ဖြစ်ထားတဲ့ကဏ္ဍนี่လှမ်းပို့တယ်ဗျ။ဟိုဒီ163ကပြန်ညက်ဖြစ်တယ်နော်။အဲ့ဒီထဲမှာဟိုမှာ316ဆိုလှမ်းပို့တယ်နော်။ အဲ့မှာ63ဆိုတာလေ39ကိုပြန်ကြเนาะအဲ့ဒီကောင်ကလေဟောဒီမှာ63ဆိုပြီးတော့ပြန်ကြပို့တယ်ဗျာတွေ့လားဟောဒီ96ကတော့မဟုတ်ဘူး3ပြန်ကြ3ချိန်ဖြစ်တယ်အဲ့ဒါ2ချိန်ဖြစ်တယ်ကနန်းနေကိုနှစ်ကွက်လုံးပို့ထားတယ်เนาะဟုတ်ပြီကဲကျွန်တော်တို့ဒီဘက်ကိုကြည့်လိုက်ရအောင်အဲ့ဒီမှာ6 9 9 သူနဲ့ကပ်နေတဲ့နှစ်ထဲမှာဘယ်ကနန်းတွေဟာပြန်ကြဖြစ်နေတယ်လဲဆိုတာအရင်ကြည့်လိုက်မယ်နော်ဟုတ်ပြီနော်ဩထိတ်ဆုံးက919ကြီးအဲဟုတ်ပြီနော်အဲ့ဒီ919ဟာဒီအောင်နာမှာဩဒီမှာ919ဆိုပြီးတော့နော်ပြန်ကြထွက်တယ်နောက်တစ်ခါနောက်တစ်ခါ939ခွန်အဲ939ခွန်ကလည်းအောင်နာလေးမှာပဲ အဲ၃ည၉ခွန်းဆိုပြီးပြန်ကြဖြစ်တယ်။နောက်တစ်ခါ၈ခွန်းနှစ်၈ခွန်းနှစ်ဆိုတဲ့ကဏ္ဍလည်းခွန်၈နှစ်ဆိုပြီးတော့နော်ပြန်ကြဖြစ်တယ်နော်။အဲ့တော့ကိုယ့်ဘက်မှာလူပဲ၃ခွက်ပဲပြတူပါနော်။ကိုယ့်ဘက်မှာလူဆိုရင်တော့၂ခွက်တောင်ပို့တာနော်။အဲ့ဒီပြန်ကြဖြစ်တဲ့၃ပြန်ကြ၃ချိန်ဖြစ်ထားတဲ့ကဏ္ဍတွေက၂ခွက်ပို့။အခု နှစ်တာကုန်ကနီးမယ်အဲ့ဒီကဏ္ဍနေရတခုမှမလာသေးဘူးဗျာနော်နော်မလာသေးဘူးအဲ့တော့ဒီ၃ွက်ထဲရဟိုဘက်လို့ဆိုတော့၂ွက်ပေါ့ဗျာနော်၅၁၉9နော်9 3 9 8 9ဟုတ်ပြီနော်၃ွက်ကျွန်တော်ခုနပြခဲ့တာက3 4 4နဲ့9 63နော်အခုဒီထဲကပြန်ကြဖြစ်ထားတဲ့၃ွက်နဲ့ဆိုရင်၅ွက်ပါဗျာ ဲ့တော့ကြံနေတာဟာလေနှစ်မကုန်ခင်အထိကို9ချိန်ကြံနေတယ်ထွက်တဲ့ကနန်းဟာလေ9ခွက်ပေါ့ဗျာမွေးကနန်းကျွန်တော်ထုတ်ထားတဲ့ကနန်းတော့မိတ်ဆွေများဟူဟူမိတော်မှာဆိုလို့ကျွန်တော်ပြန်ပြီးနှွေးပြီးတင်ပေးတာပါထိုးလဲထိုးတင်နေပါပြီနော်နော်ကို6 3နော်ပြီးတော့ 台湾南古董亚康，台湾南古董亚康，那些观念，这些我都阿伯点别他们，我没说呀，喏，阿里嘛，我在这个南里里呢，带上呢，我我约出吧，他妈么？ နည်းနည်းပပတော့လေရန်တို့အနေနဲ့တော့ဝေကနန်းဆိုထိုးတယ်မှာလေဗျာနော်ကဲကွက်တီပဲနော်၅ချိန်ကြံတာဝေကနန်း၅ခွက်ထုတ်တာပါလေကဲဒီထည့်ရနှစ်ခွက်လောက်လောက်တောင်တန်ဟပါယူနော်မိတ်ဆွေတို့ကဲအဲ့တော့မိတ်ဆွေတို့ရဲ့ဒီ၅ခွက်ထည့်ရအကြိုက်ဆုံးလေးတွေရှိရင်လည်းကျွန်တော်ကွန်မန့်မှာရေးပြသွားကြပါနော်အထိုင်လေးတွေပြနေရပါထိုင်နေရဆိုတော့တွေ့တဲ့ဟာလေးတွေပေါ့နော်ကျွန်တော်မတွေ့တာမမြင်တာ ကျွန်တော်ညံမမီတဲ့ဟာလေးတွေလည်းကိုမမလွတ်လွတ်လပ်လပ်ပြောပြသွားလို့ရပါတယ်။ကဲမိတ်ဆွေများအားလုံးဒါကျွန်တော်ရဲ့တတ္တရာမြောက် post ပို့ပြနော်။ကျွန်တော်ပထမဆုံးက၄-၅ကျွန်တော်အာတင်ထားတယ်။ဒုတိယ post မှာ931ဆိုတာတင်ထားပါတယ်။ဒါခုတတိယမြောက် post မှာတော့ ငွေကနန်းအနေနဲ့၅ခွက်ကိုပဲကျွန်တော်တင်ပေးလိုက်ပါပြီနော်ကဲမိတ်ဆွေတို့အောင်မြင်မကနန်းလေးတွေဖြစ်ကြပါစေတဲ့တဲ့တိုးပါစေလို့ကျွန်တော်တောင်းပါတယ်ဗျာကျွန်တော်ရဲ့ channel တွေကိုလည်း like တွေ share တွေလုပ်ပေးတော့ကြပါ subscribe မလုပ်ပါသေးတဲ့မိတ်ဆွေများရှိရင်လည်း subscribe လုပ်ပေးတော့ကြပါလို့မေတ္တာရက်ခံပါတယ်ကဲအားလုံးအောင်မြင်ကြပါစေ